မနေ့တနေ့ကကျွန်တော်ဗီဒီယိုတပုတ်တင်တယ်မြန်မာစကားနဲ့မေးရင်မြန်မာလိုပဲစကားအတန်ထွက်ပြီးတော့ပြန်ပြောပေးတဲ့ကမ္ဘာပထမဆုံး AI လို့ကျွန်တော်တင်စားခဲ့တယ်အဲ့တော့ Google ကနေထုတ်တဲ့ဒီ AI ကိုကျွန်တော်ပြခဲ့တဲ့ကျူတူတွေထဲမှာကွန်ပျူတာနဲ့ဘယ်လိုလုပ်ရမလဲဆိုတာကိုကျွန်တော်ပြောပြခဲ့တယ်အဲ့တော့ကျွန်တော်တင်ခဲ့တဲ့ဗီဒီယိုမကြည့်ရသေးဘူးဆိုရင်တွားကြည့်ကြည့်လိုက်တော်တော်လေးကိုကောင်းတယ်အခုကျွန်တော်ဒီဗီဒီယိုမှာပြောမဲ့အကြောင်းအရာကတော့ဒီကွန်ပျူတာမှာတုံးထားတဲ့ Google ရဲ့ AI ကိုပဲကျွန်တော်တို့ဖုန်းထဲမှာ ဘလို့အသုံးပြုလို့ရလဲဆိုတာပြောပြပေးမယ်အကယ်၍ကျွန်တော်တို့ဒါ AI ကိုကောင်းအောင်အသုံးပြုတတ်တယ်ဆိုရင်ဖုန်းတစ်လုံးရှိုံနဲ့ကျွန်တော်မျက်စိရှိမှရှိတဲ့အရာဝတ္ထုတွေပစ္စည်းတွေကျွန်တော်တို့ရဲ့အခက်အခဲတွေကိုတော်တော်များများဖြည့်ရှင်းနိုင်ပါမယ်ကျွန်တော်မသိတဲ့အကြောင်းအရာတစ်ခုကိုဖုန်းကင်မရာနဲ့ဓာတ်ရိုက်ရိုက်ပြီးတော့ AI ကိုမြန်မာလိုမေးမယ်မြန်မာစကားနဲ့ပြန်ပြောမယ် Google ရဲ့ AI Studio မှာကျွန်တော်တို့အခုလုပ်လို့ရနေပြီအဲ့တော့ကျွန်တော်တို့ဆက်ပြီးတော့ဖုန်းမှာဘယ်လိုလုပ်လို့လဲဆိုတာ ကြည့်လိုက်ရအောင်โอเคအခုကျွန်တော်တို့ဖုန်းထဲရောက်သွားပြီဆိုရင်ကျွန်တော်တို့ browser တစ်ခုခုမှာတွားပြီးတော့ဖွင့်ရမှာပေါ့နော်ကျွန်တော်တို့ chrome browser ဒါမှမဟုတ်လဲ safari browser တုံးလို့ရပါတယ်အော်ဒီနေရာမှာတခုတတိထားမှာကတချို့ဖုန်းတွေက VPN ကြော်မရတာပေါ့နော်အထူးသဖြင့်မြန်မာနိုင်ငံမှာရှိတဲ့ဖုန်းတွေကဒီ Google ရဲ့ service ကိုတုံးချင်နေဆိုရင် VPN ခံပြီးတော့တုံးမှာပဲအဆင်ပြေတယ်ဒါကလည်း Google ဘက်ကပိတ်ထားတာတော့မဟုတ်ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာ မိုဘိုင်းထဲမှာရှိတဲ့ browser တစ်ခုကိုတွားတွားပြီးတော့ကျွန်တော်တို့ဒီ browser ရဲ့ထိတ်ဆုံးကနေတွားပြီးတော့ Google AI Studio ဆိုပြီးတော့နှိပ်လိုက်ပါတော့အဲ့ဒီမှာထိတ်ဆုံးမှာပေါ်လာတဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်နှိပ်လိုက်ပြီးတဲ့အခါကျရင်ကျွန်တော်တို့ detail ကိုရောက်သွားလိမ့်မယ်များတော့အဖြစ်လူတိုင်းမှာဒါ Gmail account တစ်ခုကတော့ရှိပြီလားပဲအဲ့တော့ကိုယ့်ရဲ့ဖုန်းထဲမှာ Gmail ထည့်ထားတဲ့ဆိုရင်ကျွန်တော်က sign in လုပ်လိုက်ရုံပဲပေါ့နော်အဲ့တော့ Gmail မရှိဘူးဆိုရင်တော့ Gmail ဖွင့်ဖို့တော့လိုတယ်အဲ့ဒါကိုတော့ကိုယ်ပါနဲ့ကို Gmail account တစ်ခုရအောင်ဖွင့်တော့ပေါ့နော်အဲ့တော့အဲ့ဒီ Gmail နဲ့ကျွန်တော်တို့က sign in လုပ်မယ်အဲ့တော့ sign in to โอเคဗောနော်အဲ့တော့ဒီမှာကျွန်တော်ကျွန်တော်ရဲ့ email account တခုနဲ့ဖွင့်လိုက်မှာဗောနော်ဝင်လိုက်မယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်ရုံပဲပြီးရင်ကိုယ့်ရဲ့ passport လေးကိုနှိပ်ပြီးဗောနော် အဲ့တော့ခဏလေးတော့ဆောင်းတက်တယ်တခါလေးကြာရင်လည်းကိုက two step verification ခံထားရဆိုရင်ဒီလိုမျိုးပေါ်လာတက်တယ်ပေါ့နော်အဲ့ခါကြာရင်တခြားဖုန်းမှာပဲဖြစ်ဖြစ်ဒါမှမဟုတ်လည်းဖုန်းနံပါတ်နဲ့ချိန်ထားတာပဲဖြစ် approve လုပ်ပေးလိုက်ပေါ့နော်အဲ့တော့ approve လုပ်ပေးလိုက်တဲ့ခါကျရင်ကျွန်တော်တို့ပုံစံကိုဖုန်းထဲမှာဒီလိုမျိုးမြင်ရမယ်ပေါ့နော်အဲ့ခါကျရင်ကျွန်တော်တို့အပေါ်ဘက်ဘယ်ဘက်ညာဘက်တောင်းတော့မှတုံးမြောင်လေးရှိတယ်အဲ့ဒါကိုနှိပ်လိုက်ရင် Google AI Studio ဆိုပြီးတော့တွေ့ရလိမ့်မယ်အဲ့ဒီနာမှာ ဒီအောက်နားမှာ chat ဆိုပြီးတွေ့မယ်ပြီးရင် stream ဆိုပြီးတွေ့မယ် generate media ဆိုပြီးတွေ့မယ်အဲ့မှာ stream ကိုယူလိုက်ပါတော့ stream ကိုယူလိုက်တဲ့ခါကျရင်နှစ်မျိုးပေါ့မယ် talk ပေါ့မယ် webcam ပေါ့မယ် talk ကကျွန်တော်တို့ AI နဲ့စကားအပြန်အလှန်ပြောလို့ရမယ် webcam ခါကျတော့ကျွန်တော်တို့ပုံတွေပြပြီး video တွေပြပြီးတော့တိချင်တာတွေမေးလို့ရမယ်အဲ့တော့အရင်ဆုံးမမေးခင်မှာကျွန်တော်အပေါ်နာ setting လေးကိုတစ်ချက်တောင်းမယ်ပေါ့နော်ညာဘက်အပေါ်ထောင်းတာမှာအဲ့မှာတုံးမြောင်လေးရှိတယ်ခွေးထွားစေးလေးကိုမနှိပ်ဘူးတုံးမြောင်လေးကိုနှိပ်လိုက်မယ် အဲ့မှာနှိပ်လိုက်တဲ့ခါကျရင်ကျွန်တော်တို့ဒီလိုမျိုးပေါ်လာတွေ့မယ်အပေါ်ဆုံးထိတ်ဆုံးမှာကျွန်တော်တို့ model ယူလို့ရတယ်ပေါ့နော်အဲ့တော့ဒီမှာအဲ့ဒီ model ကအဓိက Gemini 2.5 Flash Preview Native Audio Dialogue ဖြစ်နေဖို့လိုတယ်အဲ့ဒါဖြစ်ပြီးပြီဆိုရင်ကျွန်တော်တို့က voice ကိုယူလို့ရတယ်အဲ့တော့ယောက်ျားလေးတန်တာမိန်းကလေးတန်တာပေါ့နော်အဲ့တော့ဒါကကိုအစဉ်ပြေတဲ့အတန်ကိုတွားယူလိုက်လို့ရတယ်စမ်းကြည့်လိုက်လို့လည်းရတယ်ပေါ့ Ready to build something စမ်းကြည့်လိုက်ပြီးတဲ့ခါကျရင်ကျွန်တော်တို့အစဉ်ပြေပြီပေါ့နော် ွေးလိုက်ပြီးတဲ့ခါကျရင် ကျွန်တော်တို့အောက်ဆုံးသားမှာ Google Search ပေါ့နော် Google Search ကိုတွားပြီးတော့ on ထားလိုက်လို့ရတယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်က real time data တွေရမယ်ပေါ့နော် okay အဲ့ဆိုရင်ကျွန်တော် webcam ကိုနှိပ်ပြီးတော့ကျွန်တော်တိချင်တာတွေမိမယ်နော်အဲ့တော့ webcam ကိုနှိပ်လိုက်တဲ့ခါကျရင်ဒီလိုမျိုးပေါ်လာရင် allow လုပ်ပေးရမယ်အဲ့တော့အခုက AI က live တော့ဖြစ်သွားပြီဒါပေမဲ့ကျွန်တော်တို့အတန်ကို သူမကြားရဘူးဖြစ်နေတယ်အဲ့တော့အဲ့ဒီ video အောက်ဖက်နားမှာရှိတဲ့ video recording cloud ပေးနားမှာ mic cloud လေးကိုတစ်ချက်နှိပ်လိုက်နှုတ်ပြီးတော့အလောင်းလုံးလိုက်ပေါ့နော်တချို့ဖုန်းတွေကတော့ ဒီတန်းထပ်လို့ဆရာမလို့။ Okay မင်္ဂလာပါ။ Hello မင်္ဂလာပါ။ဘယ်လိုကနေပြန်ရမလဲ။အဲကျွန်တော်တိချင်တာကကင်မရာမှာပြထားတဲ့ပုံလေးကိုတွေ့လာ။အော်တွေ့ပါရဲ့။ပုံထဲမှာနုကလေးနဲ့ချက်ဦးတွေပါပါတယ်။နုနဲ့ချက်ဦးကဂျမ်းမာကြီးအတွက်ကောင်းလား။ဟုတ်ကဲ့။နုနဲ့ချက်ဦးကဂျမ်းမာကြီးတို့အရာကောင်းပါတယ်။သူတို့ကခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရသတ္တိအများကြီးပေးစပ်ပါတယ်။ဥပမာပရိုတိန်း၊ဗီတာမင်နဲ့သတ္တုဓာတ်တွေပေါ့။ မ်နွားနို့အထဲမှာဘာတွေပါလဲနွားနို့အထဲမှာကယ်ဆီယမ်ပရိုတီးဗီတာမင် D နဲ့ဗီတာမင် B12 လိုမျိုးအရိုးအစစ်ကိုတမစီပြီးခန္ဓာကိုယ်လုပ်ငန်းစံတာတွေကိုကောင်းမွန်စေတဲ့အာဟာရတသည့်အများကြီးပါပါတယ်ကျုပ်အထဲမှာဘာတွေပါလဲကျဥ်မှာလေပရိုတီးန်၊ဗီတာမင် A ၊ဗီတာမင် B12 နဲ့အိုမီဂါ3ဖတ်တီအက်ဆစ်လိုမျိုးခန္ဓာကိုယ်အတွက်လိုအပ်တဲ့ဓာတ်တွေအများကြီးပါဝင်ပါတယ်။အုန်းနာရီကျော်မှုနဲ့မျိုးလုံးကျန်းမာရေးအတွက်အရေးကောင်းပါတယ်။ ဒီထဲမှာပါတဲ့ ingredient လေးကိုကျွန်တော်ဖတ်ဖတ်ပေးပါလားမြင်ရလားအော်မြင်ရပါတယ်ပုံထဲကနိုဘူးပေါကစားတွေကိုဖတ်ပေးပါမယ်ပါဝင်ပစ္စည်းတွေကနွားနို့ရဗီတာမင် D ရဗီတာမင် B12 ရပါဝင်ပါတယ်အဲ့တော့ဒီမှာတွေ့လားမသိဘူးကျွန်တော်တို့ဒီပုံထဲမှာဆိုရင်ဒါထိုင်းစာရင်းနဲ့ရေးထားတဲ့နွားနို့ဘူးဒါပေမဲ့ AI ကအင်္ဂလိပ်စာပဲဖြစ်ထိုင်းစာပဲဖြစ်မြန်မာလိုပြန်ပြောပေးနေတယ်ဗောနော်သူက real time data ပဲဒီထဲကနေ ကင်မရာချိန်လိုက်တာနဲ့သူ့ကိုကြိုက်တာမြင်လို့ရပါပြီเนาะပြီးရင်ဒါအင်တာနက်ကနေ search ပြီးတော့သူရှာပေးနိုင်တယ်ပေါ့เนาะအဲ့တော့ဒီတစိ့ကနာမည်ကြီးလား Dash Meal Selected One ကထိုင်းနိုင်ငံမှာရေပန်းစားတဲ့နှုတ်အမှတ်တံဆိပ်တစ်ခုဖြစ်ပါတယ်။အာဟာရပြေဝပြီးလူကြိုက်များပါတယ်။ပုံသေးကနွားနို့က Dash Meal Selected နှုတ်ချပြီးအာဟာရတတိကျွဲဝဆွပါဝင်ပါတယ်။နွားနို့ဒီနေ့တစ်ခွက်တောင်းရင်အုံနောက်ကျမ်းမကြီးအတွက်အထောက်အပံ့ပြုလား။ ဟုတ်ကဲ့နွားတို့ကအုံနှောက်ကျမ်းမာရေတော့အထောက်အကူပြုနိုင်ပါတယ်အထူးသဖြင့်ဗီတာမင် B12 ပါဝင်တဲ့ကြောင့်အုံနှောက်လုပ်ငန်းဆောင်တာတွေကိုကောင်းကောင်းမွန်မွန်နဲ့ပတ်စင်ဘူးကူညီပေးပါတယ်။ဒါပြင်နွားတို့မှာပရိုတိန်းနဲ့တခြားအာဟာရဓာတ်တွေလည်းပါဝင်တဲ့ကြောင့်အုံနှောက်ကျမ်းမာရေကိုမြင့်တင်ပေးနိုင်ပါတယ်။ကဲကျေးဇူးတင်ပါတယ်ကျွန်တော်နောက်တီချင်တာရှိတယ်ဆိုရင်လိုရာရှိရင်မေးပါမယ်။အဲ့တော့ကျွန်တော်အခုပြောခဲ့တယ်လို့ပဲဒီဖုန်းထဲမှာ Google AI ကိုဘယ်လိုတုံးရမလဲဆိုတာကျွန်တော်တေချာပြောခဲ့တယ် တော့ဒီထဲမှာပြောထားတဲ့နွားနှုတ်နဲ့ကြက်ဥဥပမာလိုပဲကျွန်တော်အပြင်လောကတွေမှာလည်းတခြားအတုံးတွေလှုပ်လို့ရနေတယ်။အဲဥပမာဆိုရင်ကျွန်တော်ပတ်ဝန်းကျင်မှာရှိတဲ့အရာဝတ္ထုတွေရဲ့တည်င်းချက်လက်တွေကိုရယူလို့ရတယ်။ကျွန်တော်တို့ဈေးထဲတွားရပဲဖြစ်ခီးတွားရင်ပဲဖြစ်ဖြစ်ကျွန်တော်တို့မျက်စိထဲမှာတွေ့ရတဲ့မြင်နေတဲ့အရာတစ်ခုခုကိုမတိဘူးဆိုရင်ကင်မရာနဲ့ချိန်ရိုက်ပြီးတော့ AI နဲ့မေးလိုက်လို့ရတယ်။မြန်မာလိုမေးမယ်မြန်မာလိုပဲပြန်ပြောလိမ့်မယ်။နောက်ပြီးတော့ကျွန်တော်တို့ဘာသာစကားတွေကိုလည်းဓာတ်ရိုက်ပြန်ဆိုပေးနိုင်တယ်။ကျွန်တော်တို့က ဒီနိုင်ငံခြားရောက်သွားရမယ်ဖြစ်ဖြစ်ဒါမှမဟုတ်လဲစားတောက်ဆိုင်တစ်ခုတွားလို့တခြားဘာသာစကားမီနူးနဲ့ရေးထားတာပဲဖြစ်ဖြစ်အဲ့တော့ Thai ဘာသာတွေအင်္ဂလိပ်ဘာသာတွေနဲ့ရေးထားတယ်ဆိုရင်ကျွန်တော်တို့ကဖုန်းနဲ့ကင်မရာနဲ့ကောက်ချိန်လိုက်ပြီးတော့ AI ကိုတွားပြီးတော့မေးလိုက်လို့ရတယ်။နောက်အပင်နဲ့တိရစ္ဆာန်တွေအကြောင်းကိုလည်းကျွန်တော်တို့ကအလွယ်တကူလေ့လာလို့ရပါပြီ။ကျွန်တော်တို့မျက်စိရှိမှတွေ့ရတဲ့အပင်ကဘာပင်လဲ။ဒါမှမဟုတ်တိရစ္ဆာန်ကဘာအကောင်လဲ။ဒါတွေကိုကျွန်တော်တို့ကတိကျတဲ့ပြီးရင်သူတို့ရဲ့ ဒီအမျိုးအစားတွေမျိုးစိတ်တွေနေထိုင်ကြက်စားတဲ့ပတ်ဝန်းကျင်တွေတခြားစိတ်ဝင်စားစရာကောင်းတဲ့အချက်လက်တွေကိုကျွန်တော်တို့ကဖုန်းလေးနဲ့ကင်မရာလေးနဲ့ဖွင့်လိုက်ုံနဲ့ AI ကအလိုလျောက်ရှာပေးမယ်မြန်မာစကားနဲ့မေးမယ်မြန်မာလူပြန်ပြောပေးမယ်နောက်ဥပမာအနေနဲ့ဆိုရင်လည်းကျွန်တော်စာသားတွေကိုဖတ်ပြစီခိုင်းတယ်ဆိုလိုတာကကျွန်တော်ကနိုင်ငံခြားစာအုပ်တအုပ်ကိုအရင်တော့လို့ဒီဘာသာစကားကိုနားလည်မှဒီစာအုပ်ကိုဝယ်ဖတ်တာမျိုးမဟုတ်တော့ဘူးကျွန်တော်တို့က AI အတုံးချလိုက်တဲ့တချို့မလို့ ဘာသာစကားတစ်ခုကိုကျွန်တော်နားမလည်ဘူးဆိုရင်လည်းဖုန်းကင်မရာနဲ့ထောက်လိုက်တယ်ကျွန်တော်တွားပြီးတော့ဖတ်ကြရလဲမလို့ဘူး AI ကိုကျွန်တော်တို့အတန်ထွက်ပြီးတော့ဖတ်ပြခိုင်းလိုက်တယ်ကျွန်တော်မျက်စိလည်းအညာခံစရာမလိုတော့နောက်ဥမာကကျွန်တော်တို့အကြောင်းအနေပြီးတော့အိမ်စာတွေပေးလိုက်တယ်ဒါဆရာဆရာမတွေကြိုက်ချင်မှကြိုက်မယ်အဲ့တော့ပုံစာတွေပေးလိုက်တယ်ဒါတွေကိုကျွန်တော်တို့ကတွက်ရတာခက်ခဲနေတယ်ကိုယ်ကိုလည်းအနီးနားမှာမေးရမယ့်လူကမရှိဘူးဒါဆိုရင်လွယ်လွယ်လေးပဲဖုန်းနဲ့ကင်မရာကောက်ဖွင့်လိုက် Google AI Studio ဖွင့်လိုက် လိုက် stream လုပ်လိုက် ပြီးတော့ဒီတင်ချပုံစံမှာဘယ်နေရာမှာဘာလို့နေလဲဆိုတာကိုမြန်မာလိုပြောခိုင်းလိုက်အဲ့တော့ AI ကိုအကြံဉာဏ်ပေးမယ်အဲ့ဒါရင်းနဲ့ကျွန်တော်တို့ပညာရပိုင်ဆိုင်ရာတွေလေ့လာလို့ရတယ်နောက်ပြီးတော့ကျွန်တော်တို့အစားတောက်တွေထဲမှာကယ်လိုရီတွေဘယ်လောက်ပါလဲအာဟာရတွေဘယ်လောက်ပါလဲဒါတွေတွားပြီးတော့ခန့်မှန်းခိုင်းလို့လည်းရတယ်ကျွန်တော်စားမဲ့အစားအစာတွေကိုကင်မရာနဲ့ချိန်လိုက်ရုံပဲပြီးတော့အဝတ်အစားနဲ့ဖက်ရှင်တွေမှာလည်းကျွန်တော်အကြံဉာဏ်တွေရယူလို့ရတယ်ကျွန်တော်တို့ဝက်စားထားတဲ့ အဝတ်တွေ fashion တွေကအဆင်ပြေလားအဆင်ပြေလား AI ကို လူသားတွေရဲ့ bias မပါဘဲနဲ့ AI ကိုဆုံးဖြတ်ခိုင်းလို့ရတယ်။ဒါတုံတက်မယ်ဆိုရင်အများကြီးပဲ။နောက်အိမ်ထဲမှာအလှဆင်မယ် decoration လုပ်ချင်တယ်။ဘယ်ခုံကဘယ်နေရာမှာထားမလဲ။ဘယ်ပကြီကားကဘယ်နေရာမှာထားချင်လဲ။ဒါတွေကိုကျွန်တော်တို့က AI ကိုအကြံဉာဏ်တောင်းလို့ရတယ်။ဖုန်းကင်မရာလေးနဲ့ကောက်ချင်လိုက်ရုံပဲ။နောက်ပြီးတော့ကျွန်တော်တို့က DIY project လေးလုပ်တယ်။နော်ကိုယ်တိုင်ကလက်တမာမဟုတ်ဘူး။ဒါပေမဲ့အိမ်မှာအဝတ်စင်လေးတွေလုပ်ချင်တယ်။ စောင်းစင်လေးတွေကိုယ်တိုင်လုပ်ခြင်းနဲ့ဒါတွေကိုလုပ်တဲ့ခါကျရင်ကျွန်တော် AI နဲ့အကူအညီယူပြီးတော့ကျွန်တော်တို့စိတ်တိုင်းကြ customize လုပ်လို့ရတယ်။အဲ့တော့အခုပေါ်လာတဲ့ Google AI ကလုံးဝကိုခစ်ပြောင်းနိုင်လောက်တဲ့အဆင့်ထိတောင်ရောက်သွားမယ်လို့ကျွန်တော်ထင်တယ်။ကျွန်တော်မြန်မာစကားကိုနားလေတဲ့မြန်မာလိုပြန်ပြောပေးတဲ့ AI ကိုလည်းကကောင်အသုံးပြုလို့ရတယ်ဆိုတော့ဒီထက်ထပ်ပြီးတော့တိုးတက်လာဖို့ပဲရှိတယ်။အဲ့တော့ကျွန်တော်တို့ AI ကိုတုံးတက်ရင်တုံးတက်လို့အများကြီးအကျိုးရှိမယ်။ကျွန်တော်အနေနဲ့ AI basis ဆိုပြီးတော့ webinar လေးလုပ်ထားပေးတာရှိပါတယ်အကယ်၍မိတ်ဆွေအနေနဲ့ဒီဟာကိုစိတ်ဝင်စားရဲဆိုရင်ကျွန်တော် comment မှာ link လေးချထားပေးတယ်အဲ့ဒီ link ကနေတစ်ဆင့်ဒီ webinar လုပ်မဲ့နေ့ဒီမှာဆိုရင်ဒီအကြောင်းကြားပေးမယ်အဲ့တော့အဲ့ဒီ link လေးကိုနှိပ်ပြီးတော့ Telegram group ကို join ထားလိုက်ပါအဲ့တော့အခုဆိုရင် ကျွန်တော်ပြခဲ့တဲ့အတိုင်းပဲဖုန်းမှာ Google AI Studio ကိုဘယ်လို download ရလဲဆိုတာတွေ့သွားပြီအဲ့တော့ဒီနေရာမှာတခုတတိထားရမှာကကျွန်တော်တို့မြန်မာပြည်ကနေအတုံးပြမယ်ဆိုရင်တော့ VPN ခံပြီးတုံးမှာပဲရမယ်။ဒါကလည်း Google ကနေပြီးတော့မြန်မာနိုင်ငံကို မပေးတုံးလို့ပိတ်ထားလို့ဖြစ်တာမဟုတ်ဘူး။မြန်မာပြည်ထိပ်ပိုင်ရလူတွေက Google service တွေကိုအတုံးမပြုတ်နိုင်အောင်လုပ်ထားတာကြောင့်အဲ့တော့ဘာပဲဖြစ်ကျွန်တော်တို့ VPN ခံပြီးတုံးမယ်ဆိုရင်တော့ရနိုင်တယ်။ Google AI Studio တုံးပြီးတော့ကျွန်တော်တို့ရဲ့ပညာရေး၊ကျန်းမာရေး၊စီးပွားရေးတွေမှာအမျိုးမျိုးအတုံးချလို့ရပါတယ်။တခုတော့ရှိသေးတယ်။တခါလေကျရင်လည်းဒီ Google AI Studio က ဖုန်းတိုင်းမှာအလုပ်လုပ်ချင်မှလုပ်မယ်တချို့ဖုန်းတွေ model နိုင်တဲ့ဖုန်းတွေမှာဆိုရင်တော့ဒါသူ့ရဲ့ service တွေကထင့်နေတာမျိုးတွေဖြစ်နိုင်တယ် internet line အားနည်းရဆိုရင်တော့ဒီလိုမျိုး live ပြောလို့ရတာကတိတ်အဆင်ပြေမှာမဟုတ်ဘူး internet ကအတင်းအတင်း line ကောင်းနေဆိုရင်တော့ကျွန်တော်ပြောတဲ့ခဲအတိုင်းလုပ်လို့ရပါလိမ့်မယ်အဲ့တော့ဗီဒီယိုဒီကြည့်ပြတဲ့အတွက်ကြောင့်မလို့ကျေးဇူးတင်ပါတယ်ကျွန်တော်ဆက်ပြီးတော့ဒီ channel ကနေပြီးတော့ AI နဲ့ပတ်သက်တဲ့ဘူးဒုဒအကြောင်းအရာတွေနီးပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေ online ကနေငွေရှာနည်းတွေကိုတင်ပေးမှာ ဖြစ်တဲ့အကြောင်းမလို့ကျွန်တော်ရဲ့ channel လေးကို like subscribe လုပ်ထားပေးပါ notification icon လေးကိုလည်းဖွင့်ထားပေးပါကျေးဇူးတင်ပါတယ်အစားအစာအရေးအရာ begin အဆင်ပြေပါစေမင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေ